မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းမဲဖြစ်ပါတယ်။ ဟာကန်ဒီတာကိုဥတည်ပြီးမိုးကောင်းဘက်ကနေစတင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပြည်သူစင်အား600ကျော်တဲကတရားဝန်ကျင်ဟာဒီကနေ့မနက်မှာလုံခင်းရွာအဝင်ရန်ချက်ကိုရောက်ရှိလာနေပြီလို့သိရပါဗျ။ရန်ချက်အထိရောက်ရှိလာတဲ့စစ်အင်အားတရားကျော်ဟာနန်သိန်းသားမှာတက်ဖြောက်သွားတဲ့အတွက်ရန်ချက်အထိဝင်ရောက်လာနိုင်ခဲ့တာဖြစ်တယ်လို့စီရင်နီဆက်တဲ့သတင်းရင်းမြစ်ကဆိုပါရယ်ပင်မလန်ကျော်အတိုင်းတက်လာတဲ့လက်ကျန်စစ်ကောင်စီပူပေါင်းအဖွဲ့ကတော့နန်သိန်းအလုံးမှာ KIA တပ်ရင်း44ပူပေါင်းအဖွဲ့နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။မိုးကောင်းကာမိုင်းဖကန်လမ်းမကြီးအတိုင်းတက်လာတဲ့တောက်လျှောက်စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာအင်အား600ကျော်တဲကတပ်သားအချို့ကိုလမ်းကြောမှာနောက်ချန်အင်အားအပြေချန်ထားခဲ့တာတွေလည်းရှိတယ်လို့တချို့ကတက်ဖြောက်ပြီးတောလန်းအတိုင်းစစ်ကြောင်းထိုးရွားကြောင်းနဲ့တချို့ကပင်မလမ်းကြောအတိုင်းတက်လာကြောင်းသိရှိရပါတယ်။ဒီမနေ့ကစပြီးစစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာလုံခင်းရွာအဝင်ထိရောက်ရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေသခံတွေကတော့စိုးရိမ်ပူပန်မှုမြင့်တက်နေတယ်လို့သိရှိရပါတယ်။ ချင်းပြည်နယ်မှာစစ်ကောင်စီက PSMS နည်းပညာကိုအသုံးပြုပြီး လူပုတ်ကိုတအူချင်းစီကင်ဆောင်နေတဲ့ဖုန်း KP Banking အဝင်အထွက်မှတ်တမ်းတွေနဲ့ပြည်မှုမှတ်တမ်းဟောင်းရှိမရှိတစုတစည်းတဲ့မှတ်တမ်းယူပြီးတိကျစွာစောင့်ကြည့်နိုင်တဲ့နည်းပညာကိုအသုံးပြုနေပြီလို့သိရပါဗျ။မြကြီးနာမျိုးနဲ့ဝိုင်းမော်မျိုးကိုဆက်တွေ့ထားတဲ့အေယာဝရီမြကူတရာဗလာမင်းထင်တရာထိတ်ကစစ်စေးရေးကိန်းနဲ့ 20သမိုင်းစစ်ဆေးရေးဂိတ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်မိုးညင်းမြို့နယ်နန်းစီအောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စူပေါင်းစစ်ဆေးရေးဂိတ်တွေမှာခီးတွားပြည်သူတွေရဲ့မက်ပုံတင်နဲ့ဖုန်းနံပါတ်တွေကိုကွန်ပျူတာဆက်တွေနဲ့တိုက်စစ်ဆေးတာကြောင့်ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်းရှိနေတယ်လို့သတင်းရင်းမြစ်တွေကဆိုကြပါဗျ။မေလ24ရက်နေ့ကနန်းစီအောင်စစ်ဆေးရေးဂိတ်မှာအန်စာလုံးကနဲ့လိုက်ပါလာတဲ့မန္တလေးမြကြီးနားခီးတဲ့တအူရဲ့မက်ပုံတင်ကိုစစ်ဆေးတဲ့အခါအမှုပြစ်ချက်ဟောင်းတွေ့ရှိတယ်လို့ပြောပြီးဖမ်းဆီးလိုက်တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တအူကပြောပါတယ်။အလားတူပဲဒီမေလအတွင်း20မိုင်းစစ်စေးရေးဂိတ်မှာမြကျင်းနာကနေရန်ကုန်ကိုကြောင်းတွားတက်မဲ့အသက်20ဝန်းကျင်အရွယ်အမျိုးသမီးတအူရဲ့မပုံတင်တဲ့ကိုရီးအချက်အလက်တွေကိုတိုက်စစ်ဆေးရမှာ တော်လန်ရေးအဖွဲ့အစည်းငွေလူခဲ့တယ်ဆိုတဲ့မှတ်တမ်းကိုတွေ့ရတဲ့အတွက်ဖန်စီခံခဲ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့နီးစပ်သူတွေကဆိုကြပါဗါးဒါအပြင်ပြီးခဲ့တဲ့မေလာကနန်းစီအောင်ဂိမ်းမှာပဲအမျိုးသမီးတအူးရဲ့ဖုန်းနံပါတ်ကိုကွန်ပျူတာဆက်နဲ့တိုက်စစ်ဆေးရမှာ PDF တွေကိုင်းတဲ့ဖုန်းနဲ့ဆက်တွေ့ထားကြောင်းတွေ့ရှိရတယ်လို့အကြောင်းပြပြီးအဆိုပါအမျိုးသမီးကိုဖမ်းဆီးခဲ့တယ်လို့နန်းစီအောင်ဒေသခံကပြောပါဗါး PSMS Person Scrutinization and Monitoring System လို့ခေါ်တဲ့ နည်းပညာကိုတရုတ်နိုင်ငံရဲ့ဟာဝေးနည်းပညာကုမ္ပဏီကစစ်ကောင်စီအတွက်ကူညီပေးနေတာဖြစ်တယ်လို့သိရပါဗျ။လူတအူးချင်းစီရဲ့တီးတန့်ကိုရေးကိုတာအချက်လက်တွေကိုအလွယ်တကူစောင့်ကြည့်မှတ်တမ်းရယူနိုင်တဲ့နည်းပညာဖြစ်တဲ့ BSMS ကို AI Facial Recognition CCTV analysis biometric data နည်းပညာတွေနဲ့တိစောက်ထားတာဖြစ်ကြောင်းသိရပါဗျ။လူပုဂ္ဂိုလ်တဦးချင်းစီကင်ဆောင်နေတဲ့ဖုန်း၊ GPS ၊ banking အဝင်အထွက်မှတ်တမ်းတွေနဲ့ပြမှုမှတ်တမ်းဟောင်းရှိမရှိပါတစုတစည်းတဲ့မှတ်တမ်းယူပြီးထိန်းသိမ်းဆောင်ရှောက်မှုတွေကိုတည်တည်ကြကြစောင့်ကြည့်နိုင်တဲ့နည်းပညာတစ်ခုလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ match လောက်ကစပြီး DPSMS နည်းပညာကိုတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ကောင်စီကအသုံးပြုလာနေပြီလို့သိရပါဗျ။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုတော့ဒီမှာပဲညနာပိုင်းရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။